အဲရောင်းတာတော့ကြာပြီအဖေရောင်းတာပေါ့အစကျွန်တော်တက်တက်ပါပဲအနည်း20လောက်တည်းရှိပြီအစတော့စက်ယုံလောက်တာစက်ယုံမှာသူများအလုပ်ကအစင်မပြေရနဲ့အဲ့ဒါနဲ့ကိုပိုင်လုပ်လေးလုပ်ချင်တယ်နဲ့အဖေဟာလေးဝိုင်းလုပ်နေတဲ့အလုပ်မျိုးလုပ်ပြပါလားအဲရောင်းကြီးကတော့ပုံမှန်မရှိပါဘူးရောင်းရတဲ့နေ့ဆိုရင်တော့ဟိုပါပေါ့နှစ်သိန်းကျော်သုံးသိန်းပေါ့အဲ့လိုတော့ပေါ့ရောင်းရနေ့လေးရှိတယ်ပြဟုတ်ဒီမှာအလိုက်တိုင်းမှာကျတော့မင်းကလေးများရတယ်ဟုတ်အဲ့ဒါကြောင့်မင်းကလေးကတော့အများဆုံးရောင်းရအဲ့ဆက်ရနေတော့လည်းရှိပါ ကျောင်းနာမည်လိုင်ဝင်းဆုံးလို့ခေါ်ပါဆိုင်နာမည်ကတော့မော်ကွန်းပေါ့အဲညီညီလေးနာမည်ကျောင်းဆိုင်မှာတော့ဒီမှာပေါ့နော်6မျိုးရပါတယ်ဒီခွေးသီးတွေရောမမန်းသီးရောဇီးရော တံမြာပေါင်းရှောက်ပေါင်းမလကာတိရတပတ်နှစ်ပတ်လောက်နေရင်တော့တရတိနဲ့နဲ့တိပါထက်ရမှာဗျာဟုတ်တယ်တရတိကရှားနေရကြောက်ဝါကြပြီးသူကအဲ့ကြောင့်အဲရောင်းတာတော့ကြာပြီးအဖေရောင်းတာပေါ့အစကျွန်တော်တက်တက်ပါပဲအနည်း20လောက်လို့ရှိပြီအခုမှကျွန်တော်ကအဖေလုပ်ငန်းလေးစပြီးတော့ဘယ်လိုပြောရမလဲကိုကုညင်းနဲ့အဲ့လိုလှုပ်ဖြစ်သွားတာပေါ့နော်အเจ้าမတက်တော့ဗျာဟိုကကိုဗစ်ထဲကနားလိုက်တယ်အစတော့ဆက်ယုံလှုပ်တယ်ဆက်ယုံမှသူများအလုပ်ကအစင်မပြေရနဲ့အဲ့ဒါနဲ့ကိုပိုင်လုံလေးလှုပ်ချင်တယ်နဲ့အဖေဟာလေးဝိုင်းလုံနဲ့အဲ့လိုမျိုးလှုပ်ဖြစ်သွားတာဘယ်ချိန်ရလဲဘယ်ချိန်ဖွင့်လဲဆိုတော့ကျွန်တော်ဆန်ဟိုကပေါ့မနက်9:00နာရီလောက်ဆိုရပါပြီ9:00ရနေညနေ နှစ်ခွဲလောက်ဆိုရင်ပုံမှန်ကုန်တယ်ပေါ့နော်ဟုတ်မနေ့တရရကျွန်တော်တို့ကအစောကြီးထားပြီးခွဲရပါဒီအလုတ်တက်တဲ့လူတွေရောင်းကြတယ်ဘလို့ရောင်းလဲဆိုတော့ကျွန်တော်တို့ဒီရတွေခွဲဖို့ဆိုရင်တော့မနေ့နှစ်နာရီလောက်တည်းအစပြီးထားခွဲရအဲအကြောင်မို့ဒီလိုအမောက်ကြီးရပါပေါ့နော်ဒီပုံမှန်တိုင်းဆိုရင်တော့ခွဲရတာကြားတယ်ကြားဒီရတွေအကြောင်ကျွန်တော်နှစ်နာရီလောက်တည်းထားခွဲမှဒီဟိုဒီဟို9နာရီခွဲလောက်ဆိုရောက်တယ်9နာရီခွဲ6နာရီလောက်ဆိုရောက်ပြီအဲ့ချိန်ရောက်လို့ရှိရင်ကျွန်တော်တို့အသီးဘိုင်တင်တာနဲ့ဘိုင်နဲ့ဒီရောက်မှခွဲတဲ့အသီးလည်းရှိရပြဗျာဒါတော့မမေ့ဘူး2နာရီထားရအောင်အဲ့ကြောင့်9နာရီလောက်မှစပြီးစုံလန်ပြီးစ အဲရောင်းကြီးကတော့ပုံမှန်မရှိပါဘူးရောင်းရတဲ့နေ့ဆိုရင်တော့ဟိုပါပေါ့နှစ်သိန်းကျော်သုံးသိန်းပေါ့အဲ့လိုလိုပေါ့အရောင်းရနေ့လည်းရှိရပြီဟုတ်တို့ကအရသာကိုကောင်းအောင်လုပ်ထားတာလေအဓိကကျွန်တော်တို့ရှိမှတစ်ပေါင်ပို့ဆိုရင်လည်းသုံးမျိုးစားလို့ရရဗျာအကြောတို့ကတန်နေတန်လို့လည်းလာစားကြပါဘောနော်တန်လဲတန်နေအရသာလည်းကောင်းအောင်လုပ်ပေးရဗျာဟုတ်ကဲမှာဘာရောင်းရလုံးလဲဆိုတော့ကျွန်တော်ဒီစီးကိုရောင်းရတယ်ဒီတံမြာပေါင်းတွေရောင်းရတယ်အဲမလကာတိရောင်းရတယ်တရသီးဆိုရင်ပို့ရောင်းရမှာတရသီးကတော့ကျွန်တော်ရှမ်းဈေးမှာဝယ်လို့ရတယ်တင်ပေးမှာပေါ့နော်အခုကဝယ်လို့မရသေးဘူးပိတ်ရက်လည်းရှိတယ်ပိတ်ရက်ဆိုရင်တော့ဒီ50ကျော်ကားကိမှာမရှိဘူးကျွန်တော်တို့ တနင်းကိုနေနေဆိုတနင်းကိုနေနေနဲ့အစိုးရရုံပိတ်ရက်တွေကတော့ဒီတိုင်တိုင်ရိုးလေးထိတ်မှာပဲရောက်နေပြခွင့်ကြတော့အန်ဒီမှာရောက်နေပါလားနှစ်နေရပါတော့အဲနှစ်နေရရောက်နေခွင့်ကြဒီမှာလူမရှိဘူးလေအဲကြောင့်အဲတချို့ကြောက်လဲအဲ့လိုမျိုးပေါ့လာမေးပြီးလာစားကြရပါဘောတချို့ကြောက်ဖုံးဆက်ပြီးလာစားတချို့ကြောက်တလပိုင်းနဲ့မှာကြဟုတ်ကဲ့တလီနေလဲကြရပြရန်ကုန်မြို့တွင်းကိုပို့ပေးရပါတော့အဲ့ဒါကြောင့်ကျွန်တော်တို့ဒီမှာကြာရင်၄မြို့ပေါ့နော်၄မြို့တထောင်မိုးထည့်ပေးရပြအဆုံဆုံးတော့တထောင်ခွဲပေါ့ဗျာ ကျွန်တော်တို့ပစ္စည်းကိုတိုင်းလာစားမယ်ဆိုတော့တထောင်ပိုးကနေစပြီးရောင်းနေပေါ့နော်ဒလပိုင်နဲ့ကြောက်ကျွန်တော်တို့ဘူးတွေပိုင်းနဲ့ထည့်ပေးရတဲ့ပစ္စည်းနဲ့အဆင်မပြေလို့လေအားကြောင့်မလို့သူ9000ပိုးကနေစပြီးမှလို့ရရမှာနော်9000ပိုးကနေကျွန်တော်တို့စော့အနှစ်ကိုလည်း၄မျိုးလုံးထည့်ပေးတယ်မပြရင်ငပီတော့ငရုတ်သီးမုံစားအချို၄မျိုးလုံးထည့်ပေးအဖေပဲဆက်လိုက်အားရတယ်ပေါ့နော်မိသားစုကလည်းအောက်ရှိတယ်မိသားစုက9ယောက်ရှိတယ်မှာကျွန်တော်အကြီးဆုံးအောက်မှာအငယ်လေး9ယောက်ရှိတယ်အငယ်3កောင်ရဲ့နာမည်ကအဲ့ဒါဒီမော်ကုန်းနာမည်ပဲ၃နှစ်ပဲရှိသေးတယ်လေသူမွေးကလေးကနာမည်လေးရိုက်ရိုက်ရိုက်တယ်အလဲမှာအလဲမှာကျတော့ညီမ ငယ်တုန်းကညီလေးမြန်မာလေးကတော့ကြောင်းတက်နေတယ်ဗျလေးတန်းအဲ့လိုအဲ့လိုမျိုးတော့မရှိပါဘူးဒါပေမဲ့သူတို့သူတို့စိတ်ကျင်နေအောင်ထည့်ပေးလိုက်တာပေါ့နော်တချို့ကြတော့လေလေးမျိုးစားညင်လူတွေရှိတယ်ပေါ့ဗျအဲ့လိုမျိုးပါမျိုးမျိုးပါပဲကျွန်တော်အစင်ပြောင်ထည့်ပေးတာပေါ့နော်ဒါပဲဒီခေတ်ကုံသိန်းတုန်းကလည်းတက်နေကြမှာဗျတထောင်မှုသုံးမျိုးဆိုရတယ်တင်ရှားဝိုင်လေးအဲ့ကြောင့်ကျွန်တော်ကလည်း ဆင်ပြောင်းတော့လုပ်ပေးပါတယ်စားသုံးသူပေါ့ဟောအဲ့လိုမျိုးတော့မရှိပါဘူးဗျာကျွန်တော်ဘာလို့လဲဆိုတော့ကျွန်တော်ကိုပိုင်လုပ်လုပ်နေရလေသူများလုပ်လုပ်တာမဟုတ်တာအဲ့တော့ကျွန်တော်မချက်ပါဘူးဒီမားအလိုင်းတိုင်းမားကျတော့ main clay များရတယ်ဟုတ်အဲ့ဒါကြောင့် main clay ကတော့အများဆုံးရောင်းရအောင်အဲစားရနေတာလည်းရှိပါတယ်တိုင်လိပ်စာတနင်္လာနေ့ရနေပြီးတော့ကျွန်တော်တို့စနေနေ့ဒီဆိုရင်ဒီလိုင်းတိုင်းရ53ကကေဦးထုံးညိုလမ်းထိပ်မှာရှိရဗျာတနင်္ကုနေနေ့နဲ့အစိုးရရုံးပိတ်ရတိုင်းကတော့လိုင်းတိုင်းရိုးလေးထိပ်မှာပဲရောင်းလာအော်ဒါလမယူမယ်ဆိုရင်တော့ရပါတယ်နှစ်မျိုးကို9000ဝန်စပြီးမှလုပ်ရတယ်ဗျာတထောင်ဖို့၄မျိုးအဲ့လိုမျိုးစပြီးမှလုပ်ရပါတယ်ဖုန်းနံပါတ်ကတော့669 88 6618 6969996ကိုရပါတယ်ဘယ်ဖုန်းဆက်ဆက်လို့ရလဲ ွေ့လို့ရှိရင်တော့ reply ပြန်လိုက်တာပါပဲကောင်းတဲ့လူကလည်းကောင်းတယ်ပေါ့ဗျာအစင်မပြေလူကလည်းအစင်မပြေဘူးပေါ့အစင်မပြေဆိုတော့ဟိုလိုမျိုးအရသာမျိုးကြီးတော့မဟုတ်ပါဘူးသိရမှာကျွန်တော်ကလူအများနဲ့ရောင်းရတာဆိုတော့တချို့တွေကြတော့လူအများလူနည်းနည်းကြားလာတဲ့ခါကျရင်တဦးတလီကအစင်မပြေဖြစ်သွားတာမျိုးရှိရပေါ့နော်သူတို့ကအဲ့အမျိုးလေးကိုတော့စိတ်ထဲမထားကြပါနဲ့လို့ဒီကနေမှတောင်းပန်ပါတယ်လို့ကောင်းတော့ဘယ်ချိန်လူပိုကြလဲဆိုတော့မနေ့ပိုင်းကတော့လူကြတာများတယ်ဗျာမနေ့ပိုင်းဟောလောက်ပေါ့ခုနှစ်နာရီရနေပြီးတော့အလုတ်အလုတ်သွားချိန်ပေါ့ဗျာရှစ်ခွဲ၉နိုင်လောက်ဆိုလူကြတယ်ဒီနောက်ပိုင်းကျတော့မရှိတော့ဘူးသူကကဲကျွန်တော်တို့ဆိုင်လေးကိုလမ်းကြုံရင်ပဲဖြစ်ဖြစ် တလဲပိုင်းနဲ့စားညင်လို့ရှိတယ်။မှားစားလို့ရပါပြီလို့။ကျေးဇူးပါ။